ရွှေသားကိုပိတ်တာရှိတဲ့လက်ကင်ပန်းစီကုတ်ကိုင်းဆောင်ကဒီကိုလုံးစီထားတဲ့ဗဒံများအတိဝတ်စုံနဲ့တရားဝင်မင်္ဂလာအခမ်းအနဲကျမခဲ့တဲ့စုပြည့်တဲ့စဉ် အရင်မြင်တွေ့နေကြမင်္ဂလာသူတို့တမီးလေးတွေလို့ဝတ်ဆောင်တစ်ခုလုံးကိုရွှေသားစစ်စစ်နဲ့ပြုလုပ်ခံရုံသာမကမင်္ဂလာလက်ကင်ပန်းစီကိုပါရွှေချိန်ကိုပိတ်တာခန့်နဲ့ဖန်တီးပြင်ဆင်ထားပြီးတော့မင်္ဂလာဝဲစီပြုလုပ်ခဲ့တာကတော့စုပြည်သင်းဖြစ်ပါတယ်ဒီကနေ့နိုမာလာ၁၄ရက်နေ့မှာဆိုရင်အားလုံးစောင့်မျှော်နေကြတဲ့မြန်မာကျောင်းဝင်ဝင်ရနဲ့မင်းသမီးစုပြည်သင်းတို့ရဲ့မင်္ဂလာဝဲအခမ်းအနားကိုအင်တာနက်လှပစွာနဲ့ပြုလုပ်ကျင်းပနေတာကိုတွေ့ရမှာပါမင်္ဂလာဝဲကြီးတစ်ခုလုံးကတော့အထွေထူပြောနေစရာမလိုအောင်ခန္ဓာလှပပြီးသားဖြစ်ပြီးတော့အထူးသဖြင့်ပွဲရဲ့အဓိကဇက်ဆောင်ဖြစ်တဲ့မင်္ဂလာသူတို့တမီးလေးရဲ့လှပမှုတွေနဲ့အရှိန်အဝါတွေက ကတော့ပြည်သက်တီကိုအံ့ဩမှင်သက်သွားစေခဲ့ပါတယ်။အရင်မြင်တွေ့နေကြပုံစံလေးနဲ့လုံးဝမတူပဲတမူထူးခြားပြီးလှပနေတဲ့မင်္ဂလာသတို့သမီးလေးစိုးပြစ်သည်ရဲ့ပုံရိပ်တီကတကယ်ကိုအကြီးကျယ်ဆုံးသောမင်္ဂလာပွဲကြီးဆိုတာသက်တည်ပြနေတယ်လို့ပါပဲ။ မင်္ဂလာလက်ကင်ပန်းစီကိုတော့ရွှေသားစစ်စစ်ကိုဗိတ်တော်ဝန်ကျင်နဲ့ဖန်တီးပြုတ်လောက်ထားခဲ့တာဖြစ်ပြီးမင်္ဂလာဝတ်ဆောင်ကြရဆိုရင်တော့ရွှေသားစစ်စစ်သားမကဗဒံများရတနာတွေနဲ့ပါရောရှက်ပြီးတော့ဖန်တီးချောက်လောက်ထားတာကိုရင်သက်ရှုမောဝေရတွေ့မြင်ရမှာဖြစ်ပါတယ်။ဒါကိုကြည့်ခြင်းအပြင်ဟင်းဝေရနဲ့ဆိုပြတဲ့စင်တို့ရဲ့မိသားစုအတန်ဝိုင်းဘလောက်ထိချမ်းသာကြောရတယ်ဆိုတာကိုတွေ့မြင်စေပါတယ်။တသက်မှာတစ်ခါကျမရမယ်မင်္ဂလာပွဲမလို့အခမ်းအနားဆုံးအလှပဆုံးဖြစ်စေရမယ်ဆိုတဲ့အတိုင်းတို့သမီးဆိုပြတဲ့စင်ရဲ့ဖန်တီးပြင်ဆင်မှုတွေကလက်ဖျားခါပြီးတော့ချီးကျူးရလောက်စီရပါပဲ။မင်္ဂလာပွဲကြီးကိုသစင်ပန်းတစ်ခွပန်း ်နေအပေါင်းဝင်တခြားသောပန်းမြို့တရားနဲ့လှပမှွေကြိုင်နဲ့အပြင်စင်ထားသလိုမင်္ဂလာသလိုသမီးလေးရဲ့ဥကောင်းချမ်းမာလေးဒဇင်ပန်းတွေပန်းစင်ထားတာကတိမ်မောက်တရားကြော်တမ်းမှုရှိပါတယ် နောက်ပြီးမင်္ဂလာလဝတ်ယတနာတွေကိုလည်းမိုးကုန်မီကထွက်ရှိတဲ့အနေအောင်တောက်ပနေတဲ့ဗရန်များတွေကိုထူးခြားဆန်းသစ်တဲ့ဒီဇိုင်းလက်ရာတွေနဲ့ပုံဖော်ထားခဲ့ပါတယ်။တို့သမီးလေးရဲ့မင်္ဂလာဝတ်ဆုံးကြီးအားဆိုရင်တော့တံမွတ်အကြီးမားဆုံးဖြစ်ပြီးရွှေနဲ့ဗရန်များအပောင်းဝင်တခြားသောတံမွတ်ကြီးယတနာတွေနဲ့အသေးစိတ်ဖန်တီးပြီးတော့ချုပ်လုပ်ထားခဲ့ပါတယ်။မြမရိုးရွာကိုတံမွတ်ထားတဲ့မင်းသမီးလေးတယောက်ပြီးသားစွာနဲ့မင်္ဂလာဝတ်ဆုံးကိုလည်းမြမရိုးရွာထိုင်မသိမ်းလေးကိုဒီနေ့ခေတ်အမြင်နဲ့ပေါင်းဖက်ပြီးတော့လှပစွာဝတ်ဆင်ထားခဲ့ပါတယ်။ဝတ်ဆုံးကြီးတစ်ခုလုံးကိုရွှေကြီးတွေဗရန်များတွေနဲ့မျက်စိပသာရဖြစ်စေဖို့လက်မှု ပညာရေးနဲ့ပေါင်းဖက်ပြီးတော့အခမ်းအနားဆုံးဖြစ်စေခဲ့ပါတယ်ရှင်။ခြုံထားတဲ့စုလျားမင်္ဂလာဘဝလေးကိုတော့ရွှေသားစစ်စစ်နဲ့ပြုလုပ်ခဲ့ပြီးတော့အနေအံဗရံများလို့ရတနာတွေနဲ့ပဏံရတင့်တယ်လို့နေပါတယ်။ဒီလိုမျိုးရွှေသားတွေဗရံများတွေနဲ့ပဲမင်္ဂလာဝတ်စုံမင်္ဂလာလက်ကင်ပန်းစီကိုပြုလုပ်ဖန်ပြီးခဲ့တာကကျောင်းဝါလူစိတ်တစ်ခုတည်းမဟုတ်ပဲမြမလူမျိုးတွေနှစ်သက်ကြားတဲ့ရတနာတွေနဲ့မြမရိုးရဝတ်စုံကိုအလားပါဆုံးဖန်ပြီးပုံဖော်ချပြခြင်းနဲ့အရွယ်ချက်လည်းပါပါတယ်။ ။စူပြည့်လေးကတော့တကယ်ကိုကံကောင်းသူအမျိုးသမီးလေးတူဖြစ်ပြီးတော့ကိုချစ်ရတဲ့ချစ်သူနဲ့လက်ထက်မင်္ဂလာဝဲကိုဒီလောက်အထိခန္ဓာကြီးကျယ်စွာပြုလုပ်နိုင်ခဲ့တာကအမျိုးသမီးတူကြီးတစ်ခုလုံးအားကျစရာပါပဲနော်။လက်ချက်ခွန်ကြောင်းခံရတဲ့အချိန်ကနေစတင်ပြီးစစ်ဆက်မင်္ဂလာဝဲမင်္ဂလာလက်မှတ်ရေးထိုးပွဲတွေကအစားပွဲအလုံးကအခမ်းအနားဆုံးဖြစ်စီခဲ့ပြီးမြေဒီကနေ့ကျင်းမပြုလုပ်တဲ့တရားဝင်မင်္ဂလာအခမ်းပွဲကြီးကတော့မြန်မာနိုင်ငံမှာဘယ်သူမှမပြုလုပ်နိုင်သေးတဲ့ပွဲကြီးတစ်ခုလို့တောင်တင်စားလို့ရပါတယ်။အရင်ပွဲတွေကလည်းအင်မတန်တန်မှုကြီးမားတဲ့လောကရတနာတွေတိမ်မောင်းထောင်ချီပေးရတဲ့ ဖနက်တီနဲ့အားလုံးကိုလှလှပပချပြသွားခဲ့တဲ့သူတို့သမီးလေးဆိုပြတဲ့စဉ်ကဒီနေ့ပွဲလေးမှာတော့မြန်မာနိုင်ငံအလှပဆောင်သူတို့သမီးလေးအဖြစ်စံချိန်တင်သွားခဲ့ပြီးဖြစ်ပါတယ်။ဘေးနားမှာဆိုပြရဲ့လက်ကိုတွဲပြီးအပျော်ရွှင်ဆုံးဖြစ်နေတဲ့သူတို့သားလေးဟင်းဝင်ရန်ဆိုလေသူတို့သမီးလေးနဲ့လိုက်ဖက်တဲ့ဝတ်စားပြင်ဆင်မှုနဲ့မြမရွရတိုက်ပုံတောင်ရှိပစိုးတွေကိုဝတ်ဆင်ပြီးစက်တီရဲ့အရှိဆုံးသူတို့သားလေးလို့တောင်တင်စားလို့ရလောက်ပါတယ်။ အခုလိုမင်္ဂလာပွဲကြီးတွေကိုရွှေလန်းငွေလန်းခင်ပြီးအခမ်းအနားဆုံးကျမခဲ့ကြတဲ့ဟွန်ရံနဲ့စိုးပြေသင်းတို့ဇနီးမောင်နှင်ကိုဘဝတလျှောက်လုံးမှာလေအစီအမြချုံမွေ့စွာနဲ့ပျော်ရွှင်တဲ့မင်္ဂလာနေ့ရက်တွေကိုပိုင်ဆိုင်စေဖို့ချစ်တဲ့ပရိသတ်တွေကအဆုတောင်းပေးသွားခဲ့ကြပါဦးနော်။